မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂဟာဒီရွေးကောက်ပွဲကိုလက်မခံတာဟာအလွန်စိုးရိမ်ပွဲဖြစ်ကြောင်းဦးသိန်းစိန်ကပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကုလသမဂ္ဂကလက်မခံပေမဲ့မြန်မာနိုင်ငံသားတွေနဲ့မိဖက်နိုင်ငံတွေကလက်ခံရင်လုံလောက်ပြီဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပေမဲ့သမရဟောင်းဦးသိန်းစိန်ကတော့ဇော်မင်းထွန်းနဲ့ပြောင်းပြန်ပြောသွားပါတယ် ကဘာကူလာသမကကသာဒီရွေးကောက်ပဲကိုလက်မခံရတော့ရှက်စရာလဲကောင်းတယ်လို့ရေပေါ်မှာအယုတ်ကလေးရင်းနေရတယ်လို့ဖြစ်နေမှာပဲလို့ပြောသွားပါတယ်။မအားလာကတော့စိတ်ဆိုးမှတေးကြတယ်။ဖွင့်ဖန်းဖို့ကလည်းသူယိုတေလေးစားဥချထားတဲ့လူကြီးဖြစ်နေပြန်တော့ဘာမှမတတ်နိုင်တော့ပေ။ဆလဗီအတူရောင်ရွေးကောက်ပဲသူမဟုတ်စိတ်ရဇဝိကောင်များကြီးအရေခွန်လဲအာနာခွဲဝေပွဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲပြီးမှစစ်တပ်ရဲ့နိုင်ငံရေးအာဏာရယူထားမှုတွေအတိုင်းတာတစ်ခုအထိလျှော့သွားပြီးအယက်သားပါတီတွေအနေနဲ့လှုပ်ပိုင်ခွင့်တစုံတရာရရှိလာမယ်ဆိုတဲ့သုံးသပ်ပြောဆိုမှုတွေတစုံတစကြားနေရပါတယ်။ဒါဟာဖြစ်နိုင်ရလားဆိုတဲ့မေးခွန်းကိုရပ်ဖို့ပါတီတို့ဘ ෝජ ုတ်ကြီးအစင်မှအောက်ခြေအစင်အထိစစ်အရာရှိများရုံးအုပ်နှင့်တက်ကြွကြီးစည်ရေးများပါမကြံစုစုပေါင်း489ဦးဦးမြောင်လိုက်အမိန့်ဖြင့်ပြောင်းရွှေ့တယ်ဆိုတဲ့သတင်းကအပြည့်ပေးလိုက်ပါတယ်။ ကျန်းဖို့ပါတီဟာအရင်ကတည်းကစစ်အာဏာရှင်တို့ရဲ့လက်ကင်ထုံးလက်ဝေကံပါတီဆိုတာလူတိုင်းသိပြီးသားပါလက်ရှိကျန်းဖို့ပါတီရဲ့ဥက္ကဋ္ဌခင်ရီဟာဆိုရင်လေအကျန်းဖတ်စစ်တပ်မှာဗိုလ်မှူးချုပ်ရဲချုပ်တာဝန်တွေထမ်းဆောင်ခဲ့ပြီး2021စစ်အာဏာသိမ်းအပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကမှလည်းပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်သူကတူးရောင်ရွေးကောက်ပွဲမှာနေပြည်တော်ဇေယျတီတီမျိုးနဲ့ပြည်သူ့လွတ်တော်မင်းဆန္ဒနဲ့ကနေဝင်ရောက်မှဖြစ်ပါတယ် ကျဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌမျိုးစော်သိန်းဟာဆိုရင်လေအချမ်းဖက်စစ်တပ်မှဒုတိယဖိုးချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးစစ်တပ်ရဲ့စီရေးချုပ်ရာထူးကနေ2022နှစ်ကုန်ပိုင်းမှာကျဖို့ပါတီကိုပြောင်းရွှေ့လာခဲ့ပြီးပါတီဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တာပါသူကအတူရောင်ရွေးကောက်ပွဲမှာပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ကနေဝင်ရောက်မှဖြစ်ပါတယ်ငကိုကလေးကစစ်သားဟောင်းတွေများစွာနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်လက်ဝတ်ခံပါတီကျဖို့ထဲကိုမင်းအောင်လိုင်းကသူ့လူယုံတွေကိုထတ်ထည့်ပြီး အတူရောင်ရွေးကောက်ပွဲအပြီးအခင်းချင်းမှာပါစစ်တပ်ရဲ့နိုင်ငံရေးအာဏာကိုမယုံမယုံအောင်ကြံစီဆောင်ရွက်နေတာကလေပြင်းမှာဆင်သွားသလိုထင်ရှားနေပါတယ်။လက်ရှိနိုင်ငံတော်လုံခြုံရေးနဲ့အေချမ်းတရားရေးကော်မရှင်စကမာရဲ့အဖွဲ့ဝင်တွေအမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီရောအမှုဆောင်ချုပ်ဖြစ်တဲ့အောင်လင်းတွေးကိုလည်းချက်ဖို့ပါတီကိုပို့ပြီးအတူရောင်ရွေးကောက်ပွဲမှာနေပြီးတော့အမျိုးသားလွှတ်တော်မင်းဆန္ဒနဲ့ PR ကနေဝင်ပြိုင်ခိုင်းထားပါတယ်။ အောင်လင်းတွေးဟာအကြမ်းဖက်စစ်တပ်မှဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး2021စစ်အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှာစကမှအတွင်းရေးမှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။လက်ရှိမှာဝင်ကြီးချုပ်ယာတုနဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေချမ်းတာယာရေးကော်မရှင်စကမှအဖွဲ့ဝင်ယာတုတို့ကိုပေးအပ်ခြင်းခံထားရတဲ့မျိုးစောကိုလည်းအထူးရောက်ရွေးကောက်ပွဲမှာကိုကိုကျွန်းပြည်သူ့လွတ်တော်မင်းဆန္ဒနယ်ကနေဝင်ပြိုင်ခိုင်းထားပါတယ်။ မျိုးစိုးဟာအကြမ်းဖက်စစ်တပ်မှဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး2021စစ်အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကမှလည်းအဖွဲ့ဝင်နဲ့မေအောင်လိုင်ရဲ့အကြံပေးအဖြစ်လောက်ကိုင်ခဲ့သူဖြစ်ပါတယ်။လက်ရှိပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဖွင့်ကြီးယာဒူခန့်အပ်ခြင်းခံထားရပြီးရခိုင်ကအကြမ်းဖက်စစ်တပ်မှဗိုလ်ချုပ်ကြီးအဖြစ်လောက်ခဲ့ဘူးသူညာထွန်းဦးကိုလည်းအထူးရောင်ရွေးကောက်ပွဲမှာရင်းဦးလေးမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ခိုင်းထားပါတယ်။မြထုံးဦးဟာလည်း2021စစ်အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကမှာ ဒုတိယဝန်ကြီးချုပ်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးနေရာတွေမှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒါပြင်လက်ရှိမှာပြန်ကြားရေးဝန်ကြီးရာထူးကိုခန့်အပ်ခြင်းခံထားရပြီးရခင်ကအကြံဖက်စစ်တပ်တွင်ဗိုလ်ချုပ်ရာထူးနေနေဆက်ရေးရာဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးတဲ့မောင်မောင်အောင်ကိုလည်းအတူရောင်ရွေးကောက်ပွဲမှာနေပြီးတော့တက်ကုန်းမြို့နယ်ပြည်သူ့လွတ်တော်နေရာမှာဝင်ပြိုင်ခိုင်းထားတာတွေ့ရပါတယ်။မောင်မောင်အောင်ဟာနေဆက်ဒေသများရှိအွန်လိုင်းကြားဖြန့်ငွေလိမ်လုပ်ငန်းများနဲ့ညာစွာပတ်သက်ဆွမ်းနွယ်နေသူတအုပ်ဖြစ်ပြီး ဟော်တန်နစ်ခီးသွွာလာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးရဲ့ဖြစ်၎င်းရှက်ခိုင်ပြည်နယ်ဝင်ကြီးချုပ်ဖြစ်၎င်းတာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။နောက်ပြီးအကြံဖတ်စစ်တပ်မှ2000ခုနှစ်တုန်းကဘုံမူကြီးအဆက်နဲ့စစ်ဦးစီးအရာရှိချုပ်လေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဘုံမူချုပ်အဖြစ်တိုးမြင့်ခြင်းခံခဲ့ရသူ2003ခုနှစ်မှာဘိုးချုပ်အစင်းနဲ့ကာကွယ်ရေးဦးစီးချုပ်လေးအဖြစ်တာဝန်ယူခဲ့သူမြဟိန်ကိုလည်းအတူရောက်ရွေးကောက်ပွဲမှာနေပြီးတော့တခိနတီတီမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ကနေဝင်ပြိုင်ခိုင်းထားပါတယ်။မြဟိန်ဟာ တိန်းစိန်လက်ထက်မှာဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နှီးပညာဝင်ကြီးဌာနရဲ့ဝင်ကြီးဖြစ်ခဲ့ပြီး2016ခုနှစ်မှာကြံ့ဖွဲ့ပါတီရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။စီအိုစုရဲ့တူယောင်ရွေးကောက်ပွဲမှာအကြံဖက်စစ်တပ်ရဲ့ယာတူအကြီးပိုင်းတွေဖြစ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းတမတော်စစ်ဆေးရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးစိုးတင်နိုင်စစ်ယာတူခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးလင်းအောင်စစ်ဆေးရေးဒုဗိုလ်ချုပ်ကြီးဖုံမြန်း အမှတ်3စစ်စင်ရဲ့အထူးဖွဲ့မှုဒုဗိုလ်ချုပ်ကြီးတေစာကျော်စတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေကလည်းအရက်ဝတ်လဲပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ရှစ်နေကြီးဦးကိုနီကိုလုတ်ကြံတက်ဖြတ်ခဲ့တဲ့အမှုမှာအဓိကကြိုးကင်သူဖြစ်တဲ့လင်းစော်ထွန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းအထူးရောင်ရွေးကောက်ပွဲမှာကြက်ဖို့ပါတီကနေတဆင်မိုင်းဖြတ်မှုနယ်ကနေဝင်ပြိုင်မယ်ဆိုတာလည်းရှိပါသေးတယ်။စရကအတူရောင်ရွှေကောက်ပွဲဟာစစ်တပ်ရဲ့နိုင်ငံရေးအာဏာကိုရှော့ချပြီးအရက်သားတွေကိုအာဏာဖွဲဝေပေးဖို့လုပ်တဲ့ရွှေကောက်ပွဲမဟုတ်ပါဘူး။ ပြည်သူတွေကိုတပ်ပြီးစစ်ရာဇဝတ်မှုများစွာကျူးလွန်ထားတဲ့စစ်ရာဇဝတ်ကောင်တွေကသူတို့ရဲ့သွေးစွန်းနေတဲ့စစ်ယူနီဖောင်းကိုချုံတိုက်ပုံလဲဝက်ပြီးစစ်တပ်အာဏာတည်ငြဲရေးကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက်ပြည်တံခင်းလုံးခွင့်ရရှိရေးတို့အတွက်ဟန်ပြပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲသာဖြစ်တယ်ဆိုတာအခုလောက်ဆိုရင်တော့သိမြင်နားလည်လောက်ပြီးထင်ပါတယ်။အဲဒီတော့ဒီအတုရောင်ရွေးကောက်ပွဲပြီးလင်တိုင်းပြည်ကတော့ထူပီထိုးတက်ပြောင်းလဲလာစရာဘာကြောင့်မှမရှိပါဘူး။ပြည်သူ့နေဦးတော်လိုင်းရဲ့အပီးတိုင်အောင်မြင်မှသာလျှင်တိုင်းပြည်ရဲ့တိုးတက်ပြောင်းလဲရေးလမ်းစပေါ်ခြေချနိုင်မှဖြစ်တာကြောင့် အတူရောင်ရွေးကောက်ပွဲကိုခြေစုံကန်ပြည်သူတော်လှန်ရေးကိုဆက်လက်ထောက်ပို့ဝင်ရံကြဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းဥပဒေဖြင့်အရမခေါ်ယူထားသူများကိုယာရုအဆင့်တိုးပေးကာ၅နှစ်အထိစစ်မှုထမ်းရန်စစ်ကော်မရှင်စီယုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေဖြင့်တင်နန်းပေးပြီးခေါ်ဆောင်လာသည့်တင်နန်းသားတင်များကိုယာရုအဆင့်များတိုးပေးကာ၅နှစ်ပြည့်အောင်စစ်မှုထမ်းရန်စစ်ကော်မရှင်ကစီယုံနေကြောင်းသိရပါတယ်။စစ်မှုထမ်းအမှတ်စဉ်တင်နန်းသားတင်များကို မန္တလေးနန်းတွင်းရှိထောက်ပံ့နှင့်ပို့ဆောင်ရေးတရင်ထပ်ပရ121တွင်ယာရုအစင်များတိုးပပြီးရေရှည်စစ်မှုထမ်းခိုင်းရန်စစ်ကော်မရှင်ကကြိုးပမ်းနေခြင်းဖြစ်ပါတယ်။တင်နန်းသားတစ်တွေကိုအရစ်တွေတက်ပေးထားပြီးတော့စစ်မတိုက်ဘဲတက်ထဲမှယာရုမြန်မြန်ရမယ်လို့ထင်အောင်စီယုံရေးစင်ထားတယ်။စစ်တပ်အင်အားပြည့်ဖို့တက်အရာရှိတွေကနှီးမျိုးစုံသုံးစီယုံနာတွေလှုပ်လာတယ်။ယာရုအစင်လိုက်ရရှိရေးဆိုတာတက်ကတရားဝင်ထုတ်ပြန်ထားပြီးသားပါ။ ်တင်နန်းသားတစ်တွေကိုမလုံးပေးအစစ်နဲ့တတ်သေးကိုခေါ်သွင်းနေခြင်းဖြစ်ပါတယ်ဟုတပ်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ထောက်ပို့တပ်တွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့်စစ်မတရဘူးဆိုတဲ့အကြောင်းပြချက်နဲ့စစ်မှုရန်တပ်သားတင်များကိုရေရှည်စစ်မှုထမ်းရန်စစ်ကော်မရှင်ကစီယုံနေတော်လဲလက်ရှိအခြေအနေနဲ့ကွဲပြားလျက်ရှိပါတယ်ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီတွင်စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အမိန့်ဖြင့်ပြဋ္ဌာန်းလာသည့်စစ်မှုရန်ဥပဒေဖြင့်လူငယ်များကို ဖိအားပေးခေါ်ဆောင်၍စစ်မှုထမ်းတင်နန်းပေးခဲ့ရာယခုဆိုလျင်အဖက်စင်ဆက်ရှိအထိရောက်လာပြီဖြစ်ပါတယ်။စစ်မှုထမ်းတင်နန်းမှတင်နန်းဆင်းလာသည့်တပ်သားတင်များကိုစစ်ကော်မရှင်ကစစ်ရေးပြင်းထန်သည့်ရခိုင်ကချင်းနှင့်စကိုင်းတိုင်းမန္တလေးတိုင်းအေယာဝတီတိုင်းအတွင်ရှိရှေတန်းစစ်မျက်နှာပြင်များသို့အတင်းအကျပ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ရှမ်းမြောက်အပြည့်ရစဲရေးမှတ်တိုင်ခင်ကလည်းနောင်ချိုရှိတောင်ခံကြောင်မဲနှင့်တီဘောတိုက်ပွဲများတွင်စစ်မှုထမ်းတပ်သားတင်များကိုပို့ဆောင်၍ရှေတန်းတွင်စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ စစ်ကော်မရှင်ကတင်နန်းသားတင်များကိုတိုက်ခိုက်ရေးတက်ရင်မဟုတ်သည်ထောက်ပို့တက်များတွင်တာဝန်ထမ်းခိုင်းပြီးရေရှည်စစ်မှုထမ်းရန်စီယုံထားတော်လဲလက်တွေ့တွင်စစ်ကော်မရှင်၏ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာနှင့်စစ်အင်ဂျင်နီယာတက်များမှတိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်နေရကြောင်းသိရပါသည်ပဲခူးတိုင်းအတွင်းရှိကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ6ကပါစာ76မကွေးတိုင်းအတွင်းရှိကပါစာ74တို့တွင်တိုက်ပွဲများနှီးကပ်ပြင်းထန်နေသည့်အတွက်ကပါစာတပ်သားများပါရှေ့တန်းတိုက်ခိုက်ရေးတာဝန်များကိုလှုပ်ဆောင်နေရကြောင်းတပ်သတင်းရင်းမြစ်ထံမှသိရပါသည်